match တိကျစွာကိုကြည့်ရှုနေကြတဲ့အားသာဝနာရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုလေးနေပဲရှင်ပြန်ကစားခဲ့ကြတဲ့ Europa Champions League ပြန်ပွဲကတာ semi final ပထမအကြော်ပွဲစဉ်အဖြစ်တာ Arsenal အသင်းနဲ့ PSG တင်းတွေပွဲစဉ်မှာဒါ PSG တင်းကတာအဝေးကွင်းကနေပြီးတော့ပေါ့နော်ဒါ Arsenal အသင်းကိုတကူကူမရှိဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့ပြီးတော့ဒါသူတို့အိမ်ကိုဒါအနိုင်ရလနဲ့အတူပြန်သွားခဲ့ပြီလည်းဖြစ်ပါတယ်အဲ့ကျွန်တော်တို့ဒီပွဲစဉ်ကပေါ့နော်တော်တော်လေးကိုကြည်ကောင်းခဲ့တယ်ပွဲအစကနေပြီးတော့ပွဲအဆုံးထိဒါအချိန်တွေကဘလို့ကုန်မမ်းမသိကုန်သွားလောက်အောင်ကိုပဲ ဒါတကယ်ကိုပွဲရသားမြောက်ခဲ့တယ်။အကြုံဒါအာဆင်အသင်းနေနဲ့ဒါပွဲကိုဒါအချိန်တော်တော်များများမှာဒါဘောလုံးကင်ပြီးတော့ဒါစိုးမိုးထားနိုင်ခဲ့တယ်ဆိုပေမဲ့ဒါ PSG အသင်းရဲ့ပေါ့နော်ဒါပွဲအစ15မိနစ်လောက်မှဒါအာဆင်နယ်အသင်းကိုတရဇက်ဖိအားပေးမှုတွေကပဲဒါဂိုးတကူရယူသွားနိုင်ခဲ့ပြီးတော့အဲ့ဒီဂိုးပဲဆက်ထိန်းထားနိုင်ခဲ့ပြီးတော့ဒါအာဆင်နယ်အသင်းကလည်းဒါအပိုင်အခွင့်အရေးတွေကိုဒါဘယ်လိုပြောမလဲ ကောင်းမှုတော့အသုံးမချနိုင်ခဲ့ဘူးပေါ့နော်အဲ့ဒါအကြောင်းမလို့ပဲဒါအာဆင်နယ်တင်းနေတဲ့ရှုံးပွဲနဲ့ရည်ဆိုင်ခဲ့ရလေဖြစ်ပါတယ်အဲကြောင့်ဒါ Lewis Enrique ရဲ့ပေါ့နော်ဒါ PSG အတင်းနေတာပွဲအဆပွဲဆပြီးဒန်လူကြီးရဲ့ဝီစီဆမှုတ်ပြီးဆိုခဲ့တဲ့ဒါအာဆင်နယ်တင်းကိုဒရက်ဆက် PR ပေးခဲ့တယ်အဲ့ဒါလည်းတော်တော်လေးအလုပ်ဖြစ်သွားခဲ့ပေါ့နော်ဒါအာဆင်နယ်တင်းနေတာပွဲဆရဲ့အချိန်မှာနည်းနည်းလေးအထာနှင်းနေတာကိုအခွင့်ကောင်းယူသွားပြီးတော့ ်ဒါပွဲအစ3မိနစ်လောက်မှာပဲဒါ PSG အသင်းအနေနဲ့ဥဆောင်ကိုစတင်ရရှိခဲ့တယ်အဲ့ဒါဘယ်လိုရသွားလဲဆိုရင်ဒါဘယ်ဘက်အချက်မှာပေါ့နော်ဒါကာဗစ်ချာကာဗစ်ချာဘောလုံးဆွဲပြီးလာတဲ့အချိန်မှာဒါဂျူလီယန်တင်ဘာတယောက်ပဲရှိတယ်ဂျူလီယန်တင်ဘာတယောက်ပဲရှိနေဖြစ်တဲ့အတွက်ဒါဒန်ဂလန်ရိုက်စ်ကဒါ ဂျူလီယန်တင်ပေါက်လာကူဘူးလောက်ခဲ့တယ်။ဒါသူ့ရဲ့မာကင်ဖြစ်တဲ့ဒါဥစမာနီဒမ်ဘီလီကိုလွတ်ပြီးတော့ဂျူလီယန်တင်ပေါက်လာကူဘူးလောက်ခဲ့တယ်။ဘာလို့ဆိုတော့ဒါဘူကာယိုဆာကာပြန်တော့လိုက်လာတယ်။ထရက်ဘက်တော့လုတ်တယ်ဒါပေမဲ့နောက်ကျနေရဖြစ်တဲ့အတွက်ဒါဒန်ဂလန်ရိုက်ကသူ့ရဲ့မာကင်ကိုလွတ်ပြီးတော့ဂျူလီယန်တင်ပေါက်သွားကူဘူးလောက်တဲ့အချိန်မှာဒါဒါအူစမန်နီဒမ်ဘီလီကဒါတယောက်တည်းလွတ်လွတ်ကျွတ်ကျွတ်ကြီးရှိနေချိန်မှာဒါကာဗေချာချက်ချင်းပဲဘောလုံးချပေးလိုက်တယ်ချပေးလိုက်တဲ့ဘောလုံးကိုဒါဒမ်ဘီလီအနေနဲ့ဒါဘောလုံးထိမ့်အောင်မထိမ့်ဘူးတန်းကန်တာ ကိုရီးယားတန်တက်မမကြီးဝင်သွားခဲ့ပြီးတော့ဒါပွဲအစ3မိနစ်မှာတင်မယ် PSG အသင်းကဒါဥဆောင်ကိုစတင်ရရှိခဲ့အာကျွန်တော်လည်းပွဲချင်ဟာဟာဘလူးဖြစ်တာလဲဟောသိရမလားပွဲအစတင်မယ်ဂိုးပေးလိုက်ရယူဟောသိရမလားကိုယ့်ရဲ့အိမ်ခွင်းကြီးမှာဆိုပြီးကျွန်တော်လည်းဟာသွားပြီဟောသိရမလားအဲ့လိုရံဖြစ်ကုန်အဲ့အနေဖြင့်ဒါအာဆင်နယ်အသင်းကိုဒါ PSG တဲ့ဒရဇက်ဒါပွဲအစ15မိနစ်လောက်ထိနော်ဒါ PSG အသင်းကဒရဇက်အာဆင်နယ်အသင်းဘောလုံးတေလို့မရအောင်ကိုတောက်လျှောက်ဖိအားပေးပြီးတော့ကစားခဲ့တယ် အဲ့ဒါလည်းတော်တော်လေးလုံးဖြစ်တကယ်အာဆင်နယ်တော်တော်လေးပြရာခတ်နေတယ်ပေါ့နော်ဒါ15မိနစ်နောက်ပိုင်းလောက်ကြာတော့မှပဲဒါအာဆင်နယ်အသင်းနေနဲ့ဒါတီတီချင်းချင်းပြန်ဖြစ်လာပြီးတော့ဒါဘောလုံးတွေကိုဒါအပေးယူမှန်မှန်နဲ့ဒါအခြေဆက်မိမိနဲ့ဒါကစားလာနိုင်ခဲ့တယ်ဒီနေရာမှာကျွန်တော်ဒါအဲ့ဒီဒါပွဲအစား15မိနစ်နောက်ပိုင်းမှာဒါအာဆင်နယ်ပဲ ဒါ is all about Arsenal ပဲ Arsenal တင်းရမယ်ဘောလုံးအသားစီးရယူပြီးတော့ဒါ PSG တင်းကိုတရဆက်ဖိအားပေးဖို့စူးစမ်းလာတဲ့အချိန်မှာဒါ PSG အသင်းအနေနဲ့ဘလောက်ထိအောင်ဖြတ်သွားလဲဆိုရင်ဒါ knock down နေဆိုင်ဘေးဒက်တောင်တည်လို့မရတော့ဘူးဘာလို့ဆို Arsenal တင်းရ constant pressure ရတရဆက်ဒါ pressure တွေပေးလိုက်အချိန်မှာဒါ PSG အတင်ဘောလုံးတော့ဘလို့မှတည်လို့မရဘူးဗနဲ့ဒါဘောလုံးရပြီဆိုရင်အရှိတ်တန်းကန်ဘောလုံးရပြီဆိုရင်အရှိတ်တန်းပြီးတော့ long ball တွေတင်ဘေးတွေထွက်ဘေးတွေရှင်းထုတ်အဲ့လိုမျိုးထိအောင်ဒါတောက်လျှောက်ဖြစ်ခဲ့တယ်ဗောနော်ဒါဂိုလမာဂျန်နိုဂျီတိုနာရူမာလည်းတော်တော်လေးဟိုဒါ lesson ပြတ်ကပေးတယ်ခိုက်တက်နေလေအများကြီးရှိခဲ့တယ်ဒီနေရာမှာကျွန်တော်ဒါပထမပိုင်းပြီးခဲ့နေဗောနော်ဒါ minute 40ဝင်းကျင်မှာဒါ Louis Kelly ရဲ့ဒါအကွက်မြင်မြင်နဲ့နော်ဒါမျောထိုးပေးလိုက်တဲ့ဘောလုံးကို Gabriel Martinelli ဒါ Real Madrid နဲ့ပွဲတော့မှာတုံးကရရှိခဲ့တဲ့ပုံစံမျိုးတိုင်းပဲပုံစံလေးရတာအဲဒါ Goal မှာလည်း1 v 1 saturation မှာအဲကျွန်တော်အနေနဲ့ဒါအသင်းပါလာတဲ့ Mikel Moreno ကိုချပေးမယ်အောင်ထင်တာမချပေးမယ်ဆရာသမား Diet Gan နေဗျာ Gan နေချိန်မှာဘာဖြစ်သွားလဲဆိုတော့ Goal မှာအကြီးကြီးလေးတိမလား Goal မှာရအကြီးကြီးပဲဆိုတော့သူလုံးဝဆန့်ထုတ်ထားပြီးတော့ဒါကာကွယ်သွားတာအာကျွန်တော် ခြေပါကိုရမယ်အခွင့်အရေးကနေဆုံးဖြုံးသွားခဲ့ပြီပေါ့နော်ဒါကိဒါသူဒိုင်းရဲ့မကယ်မင်းနဲ့ကိုအသင်းပါလိုက်မီခင်မော်ရီနိုကိုချပေးမယ်ဆိုရင်လည်းဘာဖြစ်တာအခိုက်အတန့်တစ်မျိုးပြောင်းလဲသွားနိုင်တဲ့အနေထားဆိုမှသူလည်း try ကြည့်ရပါတော့ဘာလို့ဆို Real Madrid နဲ့ပွဲမှာလည်းသူဂိုးသွင်းထားတာဖြစ်တဲ့အတွက်သူရဲ့ leg ကို try ကြည့်ရဒါပေမဲ့ဒါဒီနေရာမှာကိုသမားဂျန်နိုဂျီဒိုနာရူမာဒါအကောင်းမဆုံးကာကွယ်သွားခဲ့ပြီးတော့ဒါပထမပိုင်းပြီးဆုံးသွားခဲ့တယ်။အဲပထမပိုင်းပြီးလို့ဒုတိယပိုင်းပြန်ဆိုင်အချိန်မှာလည်းအာဆင်နယ်အသင်းအဲ့လိုပဲတရဇက်ဖိအားပေးပြီးတော့ဒါချေပါဂိုးတွေအနိုင်ဂိုးတွေရဖို့စူးစမ်းခဲ့တယ်။ ကျိုးရတဲ့အချိန်မှာအလုပ်လည်းဖြစ်တယ်ဒါပွဲချိန်ဒုတိယပိုင်းပွဲစပြီးတော့ဒါ2မိနစ်ပဲကြာတယ်ဒါ58မိနစ်မှာအာဆင်နယ်အသင်းကဒါပြစ်ဒဏ်ဘောဆက်ပီးစကန်ခွင့်ရတယ်ဒါပထမပိုင်းတော့အာဆင်နယ်အသင်းရခဲ့တဲ့ပြစ်ဒဏ်ဘောတွေကိုဒါကပတိန်မာတင်အိုဒီကကကန်သွင်းခဲ့ပေမဲ့ဒါတလုံးမအလုံးမဖြစ်ဘူးရသွားတာနဲ့နေသွားတာနဲ့လိုရာမရောက်တာနဲ့တောက်လျှောက်အဲ့လိုဖြစ်နေရင်ဒါဒုတိယပိုင်းလည်းစရောအနည်းပြနေနေ instruction ပြောင်းလိုက်တယ်ထင်တယ်ဒါ Danglan Rice ကပဲဒါ set piece တွေအလုံး သူကန်နဲ့တောင်းဝင်ယူတယ်အဲ့ချိန်မှာဒါ48မိနစ်မှာရရပြစ်တံမို့သူကန်တင်ပြီးတာကန်နဲ့ပေးတဲ့ဘောလုံးကလည်းတော်တော်လေးကောင်းတယ်အဲ့ရလာတဲ့ဘောလုံးမီခင်မော်ရီနိုကခေါင်းတိုက်ပြီးတော့တွင်ကိုတကူရအောင်ယူပေးသွားတယ်ဟာ here we go arsenal သင်ချပါဦးရရကျွန်တော်လည်းဒါဘယ်လိုပြောမလဲပွဲပိုးပြီးကြည့်ကောင်းလာတယ်တံပိုးကမြင့်တက်လာတယ်လို့ထင်ထားတာအဲ့လိုမဖြစ်ခဲ့ပဲနဲ့ဒါ လူကျွန်းနေတယ်ဗျာဆရာသမားကလူကျွန်းနေရဲ့ red psg အတင်းရဲ့ဒီညမှာဒါ psg အတင်းရဲ့ defense ကိုလည်းဒါ credit ပေးရမယ်သူတို့အနေနဲ့ဒါ arsenal အတင်းရဲ့ကစားသမားတွေကလွတ်မထားဘူးလွတ်မထားမယ်နဲ့ဘာလုပ်လဲဆိုရင်ဒါလူကျွန်းစီးတဲ့ကိုမရောက်ရောက်တွန်းထားတာအားလုံးကဒါလူကျွန်းစီးတဲ့မရောက်ရောက်တွန်းထားပြီးတော့အဲ့ဒါလည်းအလုပ်ဖြစ်သွားခဲ့ပြီးတော့ Mikel Merino လူကျွန်းနေခဲ့တယ်အဲ့ဒါကြောင့်ပဲ arsenal အတင်းတွေဒါချစ်ပါကိုရရဲ့အခွင့်အရေးကနေဆုံးရှုံးခဲ့ပြီးတော့ဒါ ဆက်ပြီးတော့ try နေပေါ့နော် try try တစ် try နေပဲဒါအဲ့အချိန်မှာဒါ PSG အသင်းနေနဲ့ Arsenal တွေဘာဆိုဘာမှမလုပ်နိုင်တော့ PSG အသင်းနေနဲ့သူတို့လုံးဝမှာတော့ခံစစ်ပဲခံစစ်ကိုပဲဒါ Arsenal အသင်းကိုပေးကိုးတွေခွင့်မပြုရဘူးအတွက်ဒါတောက်လျှောက်ခံစစ်မှာပဲကစားနေရတဲ့ခိုက်တဲ့နေနဲ့ကြုံနေရတဲ့ဒီနေရာမှာပေါ့နော်ဒါ PSG အသင်းရဲ့ဒါကွင်းလေကစားသမားတွေဖြစ်ကြတဲ့ Vidinha ရဲ့ Fabian Luiz ရဲ့အဲ့ပြီးလို့ရှိရင်ဒါ အဲဂျာနာဗက်စ်ဒီကစားမသုံးယောက်ကတော်တော်လေးကောင်းတယ်အထူးသဖြင့်ဒါဖာဗီယန်ရူဗစ်နဲ့ဒါဂျာနာဗက်စ်ဂျာနာဗက်ဆိုလို့ရှိရင်တော်တော်ဒါဝေပြမလဲအဝင်ကျန်းအထွက်အကျန်းဒါအဝါကက်တွေပဲယူပြီးတော့ဟိုဒါတော်တော်လေးကိုဒါဝေါ်ရီကောင်းကောင်းနဲ့ဒါ PSG အသင်းမှာတော်တော်လေးကိုဒါ ထင်ပေါ်ခဲ့တယ်ပေါ့နော်တော်တော်လေးဟိုတိုင်အတင်းအတွက်အကျိုးပြုခဲ့ကစားသမားလို့ကျွန်တော်ဆိုအောင်ပါဖြစ်တယ်ပြီးရင်ဒါ Fabian Ruiz ဆိုရင်လည်းအဲ့လိုမျိုးပဲသူအကောင်ကြီးရယ်သူတယောက်ပဲအကောင်ကြီးကြီးလို့ကျွန်တော်မြင်နေတာအရက်ရှိရှိဒါအကောင်ကြီးကြီးဒါစပိန်ကစားသမားပေါ့နော်သူတယောက်ကလည်းဒါဘောလုံးတွေကိုရှင်လူတာပါညာသူတယောက်ပဲဒါ try နိုင်တယ်ဘာလို့လဲဆိုတော့ကျန်တဲ့ဟာတွေအာဆင်နယ်အသင်းဘက်ကဒါအရက်တွေကလေးမြင့်နေမီခဲမော်ရီနိုတို့ဒန်ကလန်ရိုက်တို့ဒီကစားသမားတွေကဒါအကောင်ကြီးကလေးကြီးရဖြစ်တဲ့အတွက်ဒါဟို first ball second ball အားလုံးကအာဆင်နယ်အသင်းကပဲအသာရခဲ့တယ်ဒါဒီနေရာမှာဒါ PSG အတင်းကွင်းလင်းရလေတော်တော်လေးအလုပ်ဖြစ်ခဲ့တယ်ဗတင်းညာဆိုရင်လည်းဒါလုံးလုံးလုံးနဲ့နော်ဒါဘောလုံးအတိုးစိတ်လေးတွေလှုပ်ရတာတစ်ချက်တီဘောတွေကစားလို့ရတာတော်တော်လေးကိုဒါ PSG ရဲ့ဒါကွင်းလင်းတော်တော်လေးကောင်းခဲ့တယ်ဒါကြောင့်မို့လို့လဲဒါ PSG အတင်းနေဒါလီဗာပူးအတင်းကိုဒါဟိုလွယ်လွယ်ကူကူအနိုင်ရရှိခဲ့ရပါဘောနော်ဒါလီဗာပူးအတင်းဆိုရင်ဒါ PSG အတင်းကိုဒါကွင်းလင်းဘယ်လိုမှမရှင်နိုင်ခဲ့ဘူးအဲ့ဒါကြောင့်မို့လို့ဒါ result ဒါ PSG ရဲ့ ဒါဖိအားပေးတာကိုခံခဲ့ရပြီးတော့ဒါရှုံးနှိမ့်ခဲ့တာလည်းဖြစ်တယ်ဒါအာဆင်နယ်တင်းကလည်းအဲ့လိုပဲကျွန်တော်ဒါတောက်လျှောက်ဒါအပြန်အလှန်ကစားရင်းနေပါတော့ဒါနောက်ထပ်တစ်ချိန်ဒါလီယိုနယ်ထရက်ဆော့ပေါ့နော်ဒါလီယိုနယ်ထရက်ဆော့တော်ကောင်းတဲ့အတက်ကနေပြီးတော့ဒါဒန်ကလန်ရိုက်စ်ကတည်းကမျောပြီးလိုက်တဲ့ဘောလုံးကိုလီယိုနယ်ထရက်ဆော့ဒါအဲ့လိုပဲ ဂါဗီရယ်မာတင်နယ်လီပဲမာတင်နယ်လီလိုပဲဒါဂိုလမားရဲ့1-1 saturation ထက်ကြုံတာဗျာဒါတွေကဟိုဘယ်လိုပြောမလဲ clear cut chance တွေပေါ့နော်ဒါ half chance လည်းမဟုတ်ဘူးဒါဟိုမတော်တဆကန်ကွင်းရတဲ့အခိုက်အတန့်တွေမဟုတ်လုံးဝအသေးစားကြီးကန်တဲ့ဘောလုံးတွေမှာသူလည်းအဲ့လိုပဲဗျာဘေးကြီးဟာဘယ်လိုပြောမလဲဂိုးရဲတော့ကန်တာပဲဘယ်ချင်းနဲ့ကန်နေဒါပေမဲ့ဒါဂိုလမားဂျန်ရိုဂျီဒိုနာရူမအကောင်းဆုံးကာကွယ်သွားခဲ့ပြီးတော့ဒါလည်း ဒါအာဆန်နယ်အသစ်ခြေပါကိုရမယ်အခွင့်အရေးနဲ့နောက်ထပ်တစ်ချိန်ဆုံးရှုံးခဲ့တဲ့အနေထိုင်မျိုးတွေအာဆန်နယ်တခဏခဏကြုံခဲ့တယ်ပေါ့နော်အဲကနေပြီးတော့ဒါမိနစ်80လောက်မှဒါဥစမန်နီဒမ်ဘီလီနာသွားလို့ထင်တယ်သူ့ကိုထုတ်ပြီးတော့ဘာကိုလာထည့်တယ်ပြီးရှင်ဒါတိုက်စစ်ကဒါဒီဇိုင်ယာဒိုကူကိုထုတ်ပြီးတော့ဒါဂွန်ဂျာလိုရာမော့စ်ကိုထည့်တယ် အဲ့ဒါကြီးထည့်ပြီးနောက်ပိုင်းမှာဒါ PSG အသင်းနေတဲ့ဒါတိုက်စစ်ကဘာမှအသက်အသက်မရှိတော့ဘူးလို့ဆိုတော့မှဖြစ်တယ်ဗောနော်ဒါဘာကူလာလည်းဘာမှမလုပ်နိုင်ဘူးဒီနေရာမှာဒါ Gonzalo Ramos ကတလုံးရခဲ့တယ်ဒီနေရာမှာဒါဂိုးသမားနဲ့ဗောနော်ဒါဒေါင်းပြတ်အနေထားနေပြီးသူခြေဘူးနဲ့ထိုးလိုက်တာလားဘာလားတော့မသိဘူးဒါကိုယ်တိုင်ကိုထိပြီးတော့မူဘထောင်တက်သွားတယ်မနော်သူ့အနေနဲ့ဒါကိုလည်းတေချာလေးကန်ခဲ့မယ်ဆိုကိုတကူဖြစ်သွားနိုင်တဲ့အခွင့်အရေးဆိုပေမဲ့ဒါ နည်းနည်းခက်ပေါ့ပေါ့ပဲကန်လိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ကနေပြီးတော့သူတို့လည်းနောက်ထပ်ကိုတကူရမယ်အခွင့်အရေးကနေဒါလက်လွတ်ဆုံးရှုံးကြီးကနေတာဖြစ်တယ်အဲ့ကနေပြီးတော့အာဆင်နယ်အသိနဲ့ဒေါက်ရှော့ try not try နေတာပဲဒီနေရာမာတင်အိုဒီဂတ်ကိုထုတ်ပြီးတော့ဒါအီသန်ဝင်နေရီကိုထည့်ထားတယ်ဘာလို့ဒါလုတ်တယ်ဂျူလီယန်တင်ဘောက်ကိုထုတ်ပြီးတော့ဘန်ဂျမင်ဝိုက်ကိုထည့်တယ်စားတဲ့ကြုံဒါတိုက်စစ်ကိုပို့ပြီးတော့အားမြင့်မှုကျူးစားခဲ့ပေမဲ့လဲပေါ့နော်ဒါ PSG ရဲ့အသင်းရဲ့ဒါကွင်းလင်နဲ့ဒီဖန့်ကလည်းတော်တော်လေးကိုဒါကြစ်လက်တယ်ဒါအာဆင်နယ်အသင်းအခွင့်အရေးတွေမပေးခဲ့ပဲနေပေါ့နော်ဒါ ပွဲပြီးသွားတဲ့အချိန်မှာဒါ PSG အသင်းကဒါတကူကူမရှိဆိုတော့အနိုင်ရလက်ကိုရိုက်ယူခဲ့ပြီးတော့သူတို့ဒါပြင်သစ်မြေကိုပြန်နှခီးရတော့ကောင်းလာခဲ့ပြီပေါ့နော်ဒါဒါဒုတိယကြောက်ပွဲစဉ်မှာတော့ဒါ PSG အသင်းရဲ့အင်္ဂွေမှာကစားမှာဖြစ်တဲ့အတွက် Arsenal အသင်းနဲ့ဒီတက်ပို့ပြီးတော့စူးစမ်းဖို့လိုအပ်တယ်ဒါအဆုံးသတ်ပေါ့နော်အထူးသဖြင့်အဆုံးသတ် Arsenal အသင်းကစားသွားတာအရင်ကောင်းတယ်တော်ကောင်းနေဒါပြီးခဲ့တဲ့ဒါဟို PSG ရှင်ပြိုင်ခဲ့တဲ့ပြိုင်ဘက်တွေနဲ့မတူဘူးအာဆင်နယ်အသင်းကစားလို့ကတော်တော်ကောင်းတယ်ဒါပထမဂိုးပေးလိုက်ရတာလွယ်လို့ရှိရင်ဒါအစောပိုင်းမှာဂိုးပေးလိုက်ရတာလွယ်လို့ရှိရင်ဒါအာဆင်နယ်အသင်းကပဲဒါ PSG အသင်းကိုအများကြီးဖိကစားခဲ့ရတာ PSG အသင်းကပဲခံစက်မှာကြမ်းကြမ်းခံပြီးတော့ရင်ဆိုင်ခဲ့ရတာဆိုတော့ဒါဘာမှမဆိုဖြစ်နိုင်သေးတယ်အာဆင်နယ်အသင်းတော့ကလည်းဒါ လက်လျှော့လိုက်ရမယ့်ကိစ္စမဟုတ်ဘူးပေါ့နော်ဒါ Real Madrid လို့အတင်းကိုတော့အနိုင်ယူခဲ့တာဆိုတော့ဒါဒုတိယအကြော့မှာဒါပြင်သစ်မြေမှာကစားမယ့်ပွဲစဉ်မှာလည်းဒါဘာမှမဆိုဖြစ်အောင်လုံးပြနိုင်သေးတဲ့အခွင့်အရေးရှိတယ် ဒါကျွန်တော်ခုနပြောလိုပဲလီဗာပူးနဲ့မတူတာကလီဗာပူးက PSG အသင်းကိုကွင်းလည်ရလုံးဝမရှင်းနိုင်ခဲ့လို့ဒါ PSG အသင်းရဲ့ဒရက်ဇက်တိုက်စစ်စင်တာကိုပဲလှိမ့်ပိမ့်ခံခဲ့ရတာပေါ့နော်ဒါလီဗာပူးအသင်းနေအာဆင်အသင်းကြောင့်အဲ့လိုမဟုတ်ဘူးတူတင်ကိုတင်ကစားနိုင်ခဲ့တယ်ပြီးလို့ရှိရင်အာဆင်အသင်းကွင်းလည်ရပိုတော်အသာစီးရယူနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါဒုတိယအကြော်တော့တော်တော်လေးကိုကြည့်ကောင်းမယ်အနေနဲ့မျိုးမှာရှိရဒီနေရာမှာဒါဘူကာယိုဆာကာဘက်အချက်လည်းတော်တော်လေး မဆိုးဘူးပေါ့နော်ဒါကောင်းခဲ့တယ်ဆိုပေမဲ့သူနဲ့ရင်ဆိုင်ရတဲ့ကစားသမားကတကယ် one of the best left back ပေါ့နော်ဒါ left back ဖြစ်တဲ့ Nuno Mendes နဲ့တွေ့ခဲ့တယ် Nuno Mendes ကိုလည်းသူတော်တော်လေးဒါ pressure အောက်ကိုရောက်သွားအောင်ဒါအပေါ်ထိအရှိထိတက်မလာနိုင်အောင်သူအများကြီးလုပ်နိုင်ခဲ့တယ်ပေါ့နော်ဒီနေ့မှာ Hakimi ဆိုရဲ့ညာဘက်အချမ်းလည်းတော်တော်လေးအလုပ်ဖြစ်တယ်တော်တော်မြန်တာဗျာဒါဒီ PSG အသင်းတော်တော်လေးကိုမြန်လာ Arsenal အသင်းလည်းတော်တော်လေးကိုဒါဘယ်လိုပြောမလဲကစားနိုင်လို့တော်ကြတယ် ျွန်တော်တို့လစ်ပါဘူးတို့အက်စတန်ဗီလာတို့ရှုံးနေဆိုတာလေဒါရှုံးလေရှုံးသင့်ပါတယ်။အရန်ကောင်းတယ်ကျွန်တော်တို့ဒါလီဖေ့စ်မှာတော့တွေးခဲ့တယ် PSG တင်းနဲ့ဘာဆိုဘာမှမဆိုင်ဘူး။ဒါဟုတ်အရင်ကီလီယန်အမ်ပါပေတို့နေမာတို့ရှိခဲ့တယ် PSG အသင်းနဲ့လည်းပါဆိုဘာမှမဆိုင်ဘူးဒါအသင်းပိုဆန်လာတယ်ပြီးလို့ရှိရင်ဒါကစားသမားတွေတယောက်ချင်းစီတိုင်းရဲ့ war rate တွေကလည်းအရန်ကိုကောင်းနေပါတော့ဒါဒါ PSG အသင်းနဲ့တော်တော်လေးကိုထိုက်တန်နေဒါနောက်ဆုံးပြ PSG အသင်းဒါ Champion League ရသွားခဲ့ရင်တော့မှထိုက်တန်နေဆိုတော့မှဖြစ်တယ်ပေါ့နော်ဒါဘာဖြစ်တကယ်ကောင်းပါလေတကယ်ကိုပွဲကြီးပွဲကောင်းတစ်ပွဲကိုကျွန်တော်ကြီးခဲ့ရတာဖြစ်တယ်ဒါပရိသတ်တွေလည်းဒါကြီးတဲ့သဘောကျမယ်လို့ထင်တယ်ဒါကိုယ့်ရဲ့အမြင်အရဘယ်လိုရှိခဲ့ကြတယ်အာဆင်နယ်အသင်းနဲ့ဒါဒီပွဲမှာရှုံးသွားတာ ဘယ်နေရာတွေအားနည်းချက်တွေရှိရဲ PSG အသင်းရောဘယ်နေရာတွေမှာအသာချက်ရှိခဲ့လဲကိုယ့်ရဲ့အမြင်တွေကို comment box မှာဝင်အောင်ဆွေးနွေးပေးတော့မြတ်တိုင်ရဲ့ခံရင်းနဲ့ပဲကျွန်တော်တို့နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ